ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပြစီဗျာခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြမအစားစားလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားတောက်ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအိမ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြမရိုးရာစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ရတာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲမြမအစားစားတွေမကထိုင်းရိုးရာစားစားတွေကိုလည်းမာယူနိုင်ပါတယ်အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတို့လည်းအဖျော်ရမကများလည်းသုံးဆောင်နိုင်ပါသေးတယ်ဒါတွေမလားဆိုရင်တော့ပဲဟုတ်မလဲဗျာ ဒီအိမ်စားတောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝန်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွင်နဲ့စီစဉ်ပေးထားပါသေးတယ်။နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလား။အလဲဗီဇာကလည်းရေရှည်နေလို့ရမယ့်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလား။ AC ကလေးမွေးလို့ဆိုရအောင်စာဖိတ်တွေရှိပါသေးတယ်။နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝန်ဆောင်မှုပါဝင်လေးစိတ်အကျိုးပို့ pickup service လည်းရှိပါသေးတယ်ခင်ဗျာ။ဒီအိမ်စားသောဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီး Icosia Mall ကို BDS နံပါတ်တိုင်းစီုံနဲ့ရောက်မှလည်းဖြစ်ပါတယ် ဒီအိမ်စားသောက်ဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝဝင်ရိုင်မှတ်တိုင်အထိ BDS စီးလာပြီးတော့အိမ်စင်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်းနာကမြင်ရတဲ့ခွန်တော်မူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာနမေမကြီးရဲ့တာမန်တရုတ်ဆောင်ရုံးကျဲဆောင်ကအလုံးကိုစိတ်သက်ကြနေသူပါအဲသူကအခန်းငယ်လေးတစ်ခုမှနေထိုင်ပြီးတော့သူ့ရဲ့ဘဝကိုအဆုံးသတ်ဖို့ပြင်ဆင်နေရဖြစ်ပါတယ်သူကဓာတ်ပုံတွေကိုမီးရှို့ပြီးတဲ့နောက်မှာအကျိုးတစ်ချောင်းကိုယူကဇွဲကျိုးချဖို့ဆုံးဖြတ်လိုက်ပါတယ်အဲဒီအချိန်အပေါက်ဆိုးတဲ့အခန်းကအမျိုးသမီးရောက်လာပြီးတော့အခန်းကမပေးရသေးတဲ့ကြောင်းရန်ထောင်ပြီးတော့ထွက်သွားပါတယ် ဂျေဆောင်ကဒေမဲကိစ္စကိုခဏဆိုင်းငံ့လိုက်ပြီးတော့အပြင်မှာကျမ်းမာရေးအာမခံသွေးမှုအတွက်ငွေတောင်းခံလွာကိုတွေးလိုက်ရပါတယ်။သူဟာအရာရာကိုအဆုံးသက်လိုက်ရင်ပြဿနာတွေအလိုလိုပြေလည်သွားမယ်လို့အောက်မိလိုက်ပါတယ်။အဲဒီနောက်သူဟာအများသုံးရေချိုးကန်အောင်သွားပါတယ်။ရေမိုးချိုးတန်ရှင်းလုပ်ပြီးတဲ့အခါမှာလုံးစရာရှိတာဆက်လုပ်မယ်လို့တွေးလိုက်ပါတယ်။အဲဒီအချိန်သူဟာချိုးရင်ဝူးဆိုတဲ့လူတစ်ယောက်ကိုသတိထားမိသွားပါတယ်။ရင်ဦးကဂျေစာလူတဲ့သမားတစ်ယောက်ဖြစ်ပြီးတော့သူလိုအပ်မဲ့တာဝန်တစ်ခုပြီးလို့ဒီအများသုံးပြည်သူရေချိုးကန်မှာလာပြီးတော့တန်ရှင်းလုပ်နေတာပါ။ ဂျေချောင်းကတော့တခြားယာတွေကိုသတိမထားမိပေမဲ့ယင်ဦးရဲ့နာယီကိုလှမ်းကြည့်လိုက်ပါတယ်။နာယီကအလွန်စည်းကြီးတဲ့နာယီမှန်းသိလိုက်ရပါတယ်။ဖြစ်ချင်တော့ယင်ဦးကဆက်ပြာကဲတစ်ခုနင်းပြီးတော့ဥကောင်းနောက်စီနဲ့ကျမ်းမြင့်ကိုရိုက်မိကသတိလစ်သွားပါတယ်။ယင်ဦးကတော့လောကအခန်းတော်ကဂျေဆောင်းစီကိုရောက်သွားပြီးတော့ဂျေဆောင်းကလည်းကောက်ယူလိုက်ပါတယ်။အဲဂျေဆောင်းကလည်းအခွင့်အရေးကိုအဆုံးရှုံးမခံမနေတော်ချင်းလေးလိုက်ပါတယ်။စေးဖွဲ့ဝင်တွေရောက်လာတော့သတိလစ်နေတဲ့ယင်ဦးကိုတဲသွားပြီးတော့တော်ချင်းလေးထားလို့လောကရေကဂျေဆောင်းရဲ့ပိုင်ဆိုင်မှုတွေပါစေးုံစီကိုယူသွားပါတယ်။ မရွယ်ပဲစော်ကဲမင်းဖြစ်ဆိုလို့ဂျဲဆောင်လေးပဲရင်ဦးလောကကိုဖွင့်ကြည့်လိုက်တော့ဆော့ဆော့မြင်ကြရတဲ့တန်မိုးကြီးနိုင်နေတဲ့တူတန်မိုးကြီးအဝတ်စားတွေကိုတွေ့လိုက်ရပါတယ်။အဲသူကလည်းခက်တီတီပဲအရာတွေကိုဝစ်ဆင်ပြီးတော့ထွက်လာခဲ့ပါတယ်။ပြီးတော့ကားတော့နှိမ့်ကြည့်လိုက်တဲ့အခါမှာတော့ရင်ဦးရဲ့တန်မိုးကြီးကားကိုပါရလိုက်ပြီးတော့သူကကားကိုမောင်းနေလာခဲ့ကပထမဆုံးအနေနဲ့အခန်းပိုင်ရှင်အမျိုးသမီးစီကိုတွားပြီးတော့လာပေါင်းများစွာသောအခန်းကားကိုပေးရှင်းလိုက်ရသလိုဒါတွေမကသေးပေနဲ့အဲ့ဒီရက်ကွက်ပပတ်လေးကစတိုးဆိုင်လေးမှာလေသူအကျွေးယူထားသမျှတွေကိုလိုက်ပြီးတော့ရှင်းလိုက်ရပါတယ်။ဂျင်းဦးရဲ့ငွေနဲ့ပါ အဲနောက်ဆုံးတော့ဂျေဆောင်းကစိတ်ကောင်းဝင်လာပြီးတော့သူရရှိထားတဲ့ရင်ဝူးရဲ့ပိုင်ဆိုင်မှုတွေကလက်ကျန်ချို့ကိုပြန်ပေးဖို့အတွက်အစည်းအဝေးကိုလိုက်လာခဲ့ပါတယ်။သူကရင်ဝူးရဲ့ခန်းတွေရောက်လာပြီးတော့သူ့ပိုင်ပစ္စည်းနဲ့ပြန်လဲဖို့စဉ်းစားပါတယ်။ဒါမဲ့ရင်ဝူးကရုတ်တရက်နိုးလာပါတယ်။သူကကြောက်သွားပြီးမဲ့တတိထားမိလိုက်တာကအာမခန်ကပ်ပေါ်မှာလူနာနမည်ကိုဂျေဆောင်းလို့ရေးထားတာကြောင့်စီယုံကဆရာဝန်တွေကလည်းရင်ဝူးကိုဂျေဆောင်းလို့ထင်နေပါပြီ။ပို့ပြီးတော့ကောင်းသွားတာကရင်ဝူးဟာလဲကြတဲ့ဒဏ်ရာကြောင့်အတိတ်မေ့နေပါတယ်။ဒီတော့သူ့ကိုယ်သူဂျေဆောင်းလို့လက်ခံထားတဲ့ပုံပါပဲ။မကြခင်ဂျင်ဝူးကစီယုံကဆင်းလာပါတယ်။ အဲစေကူသားစီဘီစာရွက်ကိုကြည့်လိုက်တော့သူကဝမ်းနေသွားပြီးတော့သူတက်နိုင်တဲ့ပမာဏမဟုတ်ပါဘူးအဲ့ဒီအချိန်ကီရီနာဆိုတဲ့မိန်းကလေးတယောက်ရောက်လာပါတယ်သူမကအရေးပေါ်သူနာပြုဝန်ထမ်းတယောက်ဖြစ်ပြီးတော့ရင်းဥကိုစီးရုံတင်ပြီးတဲ့အဖွဲထဲမှာပါလာတဲ့သူပါရင်းဥစေဘုံငွေတွေကိုပြန်ပေးပါမယ်လို့ကတိပေးပါတယ်ရီနာကရင်းဥကိုတနာပြီးတော့သူရင်ကနေခဲ့တဲ့ဂျေဆောင်ရဲ့အခန်းစီကိုခေါ်လာပါတယ်အဲ့ဒီမှာသူမတွေ့လိုက်ရတာကရင်းဥဟာလူမွဲတယောက်မှန်တိသွားတာပါဒါမဲ့ရင်းဥကစီးရုံစီးကိုပြန်ပြီးတော့ပေးမယ်လို့အထက်ထက်ကတိပေးလိုက်ပါတယ်ရီနာက သူမအလုပ်စီကိုပြန်သွားပြီးတော့ရင်းမှုကအတိတ်အကြောင်းတွေကိုလုံးဝမမှတ်မိရာကြောင်းမှတ်စုချာရေးဖို့စဉ်းစားပါရီဒါပေမဲ့တိတ်ပြီးတော့မထီရောက်ပါဘူးသူကအင်းနီနာချင်းနေနဲ့စကားပြောဖို့ကြိုးစားတော့အားလုံးကဒစင်းဆန်ဆန်ပဲလက်ဆောင်ကြပါရီသူကသူ့ကိုယ်သူပြန်တွေးဖို့မလွယ်တော့လို့စိတ်တက်ကြနေတဲ့ချိန်ရီနာကသူ့စီကိုရောက်လာပါရီရင်းမှုကချောင်းဆိုးပြီးတော့လဲကြနေချိန်မှာရီနာကပြေးပွေပါရီဒီမှာဆလိတ်ဖင်းစီကနေအများကြီးတွေ့လို့သူကအရင်တော့ဆလိတ်တောက်ခဲ့တဲ့ဟန်နဲ့တူတယ်အခုစမ်းတောက်ကြည့်ရချောင်းတွေအလွန်ဆိုးလာကြောင်ပြောပါရီ ရီနာကယင်ဦးကိုအလုတ်ပေးဖို့လေးလာလိုက်တဲ့အခါမှာတော့သူကတန်ရှေးဘက်မှာတော်တယ်လို့ဓားကိုင်နဲ့စကီကလည်းအလွန်ကောင်းတာကိုတွေ့ရပါတယ်။ရီနာချက်ချင်းပဲယင်ဦးကိုသူမအမေစီကိုခေါ်သွားပါတယ်။သူမမေကစားတော့ဆိုင်တစ်ခုဖွင့်ထားပြီးတော့အဖွားကလည်းအိရာလေးလဲနေတော့စားတော့ဆိုင်မှာတောက်တူမရလုတ်ပေးမဲ့သူလိုအပ်နေရပါ။မိခင်ကယင်ဦးကိုမယုံမယဲနဲ့အလုတ်ပေးလိုက်ပါတယ်။ယင်ဦးကလည်းအလုတ်ကိုကြိုးစားလုတ်ကင်ပါမယ်ဆိုပြီးတော့ကတိပေးပါတယ်။ကျေးဆောင်ကတော့ယင်မှုထားခဲ့တဲ့ငွေတွေဈေးခံပစ္စည်းတွေနဲ့တာယာနေပါလေ။သူကဒီပိုင်ဆိုင်မှုတွေမှာတာယာနေပြီးတော့သူ့ကိုယ်သူယင်မှုဖြစ်ဟန်ဆောင်နေဖို့ဆုံးဖြတ်လိုက်ပါလေ။ သူကကားထဲမှာထည့်ထားတဲ့ GPS လိမ့်စာအတိုင်းပဲယင်ဦးနေရတိုက်ခန်းတစ်ခုစီကိုရောက်သွားပါတယ်။တိုက်ခန်းကတကယ့်ကိုတတိယမှာသာနေနိုင်တဲ့တိုက်ခန်းမျိုးပဲဖြစ်ပါတယ်။သူကဝင်လာပြီးတော့ဆက်စုကြည့်ရဲ့နေရာမှာတော့အဝိစားစင်တွေမှာရဲအရာရှိဝစ်စုံတွေကိုတွေ့လိုက်ရလို့ယင်ဦးကရဲတယောက်ဖြစ်နိုင်တယ်လို့ထင်လိုက်ပါတယ်။ဂျေဆောင်က TV ကိုဖွင့်လိုက်တော့ဇကားတစ်ခုခုလာနေရမဟုတ်ဘဲနဲ့ TV ထဲမှာမိန်းကလေးတယောက်လှုပ်ရှားမှုတွေကိုမှတ်တမ်းတင်နေတဲ့ CCTV မြင်ကွင်းတွေကိုပဲတွေ့လိုက်ရပါတယ်။ဒီကောင်မလေးနာမည်ကတော့အွန်ကျူးပါ။ဂျေဆောင်ကယင်ဦးနဲ့အွန်ကျူးဟာတနည်းနည်းနဲ့ဆက်ဆက်မှုရှိရမယ်လို့တွေးလိုက်ပါတယ်။ ။အဲဘာဖြစ်ဖြစ်သူကအများကြီးတွေးတက်တဲ့သူမဟုတ်ဘဲနဲ့ဇင်းကြကြနေပြဖို့ပဲဆုံးဖြတ်လိုက်ပါရီ။သူကနေစဉ်နဲ့မြစားလိုက်တောက်လိုက်ပောက်ကရအလုပ်လိုက်နေပဲနေနေပါရီ။အဲနောက်တော့ငွေပြည့်ပြည့်ထားတဲ့အခန်းတစ်ခုတည်းကိုသွားတွေးလိုက်ပြီးတော့သူကရင်ဦးအကြောင်းကိုပို့ပြီးတော့စိတ်ဝင်စားလာပါရီ။သူကဝိုင်းစဉ်ကနေပြီးတော့ဝိုင်းမလင်းအကောင်းစားကိုယူလိုက်ပါရီ။အဲဒီမှာတကယ်လိုအပ်ချက်တစ်ခုကိုသွားပြီးတော့တွေးပါရီ။အဲဒါကတော့ဝိုင်းပလင်းကိုဆွဲလိုက်တာနဲ့လှုပ်ရတကားပွင့်သွားခဲ့ပြီးတော့အဲ့ဒီတွေကိုသူကဝင်ကြည့်ပါရီ။အဲ့ဒီမှာတော့တရမွေလက်နက်မျိုးစုံ ID ကတ်အတုမျိုးစုံတွေ့ရပြီးတော့ ။ဦးကျူးကိုတတိတခြားစောင့်ကြည့်နေတဲ့ရှူးဒေါင်းအမျိုးမျိုးကနေမှတ်တမ်းတင်နေတဲ့ CCTV မြင်ကွင်းမျိုးစုံနဲ့တွေ့လိုက်ရပါတယ်။အဲ့ဒါတွေကိုကြည့်ခြင်းအပြင်ဂျေဆောင်းကကင်ဦးဟာအစစ်မြင့်ရဲတယောက်လို့ပို့ပြီးတော့ထင်သွားစေပါတယ်။ဒါအပြင်ဦးကျူးကကင်ဦးကိုအတူဆောင်းရှောက်ရမယ့်ကောင်မလေးလို့သူကထင်လိုက်ပြီးတော့ကင်ဦးကိုသာသူကဒီကိစ္စကိုတာဝန်ယူပေးဖို့စိတ်ကူးလိုက်ပါတယ်။အွန်ကျူးနဲ့ပတ်သက်တဲ့အသေးစိတ်မှတ်တမ်းတွေကိုဖတ်ကြည့်လိုက်တော့အွန်ကျူးကသူနေတဲ့အခန်းရဲ့အပေါ်ထဲမှာနေရတဲ့သူဖြစ်ကြောင်းသိလိုက်ရပါတယ်။အဒီတော့ဂျေဆောင်းကလည်းကောင်မလေးစီကိုသွားပြီးတော့မိဖွဲ့ဖို့အတွက်စူးစမ်းပါတယ်။ ဲဒါပေမဲ့ကောင်မလေးကတကားကိုချက်ချင်းပိတ်သွားလို့သူ့ကြံတော့မအောင်မြင်လိုက်ပါဘူးအဲ့ဒီအချိန်ရောက်လျာဘွားမှာနေသားကြတဲ့ကင်ဟူကစားတော့ဆိုင်မှာဓာကြီးပြပြီးတော့မထင်မှတ်ထားတဲ့ဟင်းလျာတွေကိုဖန်တီးနေပါပြီအဲသူ့ရဲ့လက်ရကြောင်ဆိုင်လေးကကြိတ်ကြိတ်တူစီကားလာခဲ့ပြီးတော့အတော်လေးလက်အောင်မြင်လာခဲ့ပါတယ်ကင်ဟူကသူ့ရဲ့ခန်းထဲကိုပြန်ရောက်တော့ပြက်ကရင်စာရွက်ကိုလှန်လိုက်ပါတယ်25ရက်နေ့မှာ appointment တစ်ခုလုပ်ထားတာတွေ့ရလို့သူကအဲ့ကိုသွားပြီးတော့အဲသူ့ကြောင်ကိုတစုံတစအသိလိမ့်မလားဆိုပြီးတော့စုံစမ်းမှုဆုံးဖြတ်လိုက်ပါတယ်အဲရင်ဦးတယောက်အဲ့ကိုရောက်သွားတော့မထင်မှတ်ထားပင်နေတဲ့တေးဥဆောင်ရွေးပွဲအင်တာဗျူးဖြစ်နေပါတယ် သူကလည်းဘာဆက်ဖြစ်မလဲဆိုပြီးတော့ရေလိုက်ငားလိုက်နေနေနေအဲသူကတေးဥဆောင်တဲ့ဘိုက်မှာမကောင်းဆိုပေမဲ့ဒရိုက်တာကသူ့ကိုမျက်စိကျသွားပြီးတော့ငွေလည်းပေးတယ်လို့စာရုပ်စာရမ်းတွေကိုလည်းပြပါတယ်စာရုပ်ထဲမှာသူ့ရဲ့နာမည်ကတော့ဂျေဆောင်ဖြစ်နေရပါမျိုးလင်းချက်ကတော့ဖခင်ဖြစ်သူရဲ့လိပ်စာပါလာလို့အဲ့ဒီမှာနောက်ထပ်သူ့အကြောင်းတခုတလေများသိရမလားဆိုပြီးတော့သူကသွားကြည့်ပါတယ်ဂျေဆောင်ရဲ့ဘေးကသပင်းညက်စရာဖြစ်ပြီးတော့သူ့ရဲ့နာမည်ကိုကြားလိုက်တာနဲ့နောက်ကိုလှည့်မကြည့်မနဲ့မင်းကအရှုံးသမားပဲဆိုပြီးတော့မောင်းထုတ်ပါတယ်ရင်းဦးကလည်းတိတ်တိတ်လေးလေးပြီးတော့ပြန်လာခဲ့ရပါတယ်အဲ့ပြီးတော့စိတ်ထဲမှာသူတွေးလိုက်တာက သူကတေးဥဆောင်ကောင်းဖြစ်အောင်ကြိုးစားမယ်အဲဒါမှအဖေဂုံရိုက်လူဖြစ်လိမ့်မယ်လို့တွေးမိတာပါနေလာရဲ့ကျော်လွန်လာနဲ့မြားဂျေးဆောင်ကအွန်ကျူးကိုချင်းကတ်တဲ့ပိုင်းမှာအတော်လေးကိုအချိန်နေကောင်းလာခဲ့ပါပြီတရက်တော့အွန်ကျူးနောက်ကိုချီယာခိုင်းမြို့လိုက်သွားတဲ့နေရာမှာအွန်ကျူးကသူ့မိဆင်းုံတက်နေတဲ့စီကိုတွားတာပါအွန်ကျူးဟာသူ့ရဲ့နောက်ကိုဂျေးဆောင်မဟုတ်တဲ့တခြားတစ်စင်းတယောက်လိုက်နေအောင်တိသွားပြီးတော့ဆင်းုံနေကိုမဝင်မင်းနဲ့ပြန်လှည့်ပါရီ။အဲဒီမှာဂျေးဆောင်ကဘေးကနေကက်လိုက်ပြီးတော့အွန်ကျူးကိုသူ့ရဲ့ကားထဲကိုဆွဲခေါ်သွားကပုံနေလိုက်ပါရီ။အဲဒီလိုနဲ့ပဲသူမနဲ့ပို့ပြီးတော့ရင်းနှီးသွားတာပါ။အ အဲနောက်တဲ့သတိထားမိစရာကတော့အွန်ကျူကကြာသာပရိနိနေတိုင်းမှာအထုပ်ပိုးတွေနဲ့လူတယောက်ကိုထွက်ဆောင်လို့ရှိရဆိုတာပါပဲ။ဒါပေမဲ့ဘသူမှသူမကိုလာမတွေ့ဘဲနဲ့ဒီတိုင်းပြန်လာမြဲပြန်လာနေတာကိုသတိထားမိလိုက်ပါတယ်။ဒီကိစ္စကအတိအကျမသိနိုင်လို့ဂျေဆောင်းလေးပဲဇဝေဇဝါဖြစ်နေပါတယ်။အဲစားတော့ဆိုင်မှာတော့တေယုဆောင်ကစပုံမှုကလုံနေတဲ့ဂင်မှုကအတော်လေးတော့လုံများနေပါတယ်။သူကအားလက်ချိန်မှာတေယုဆောင်ပိုင်းတိုးတက်ဖို့အတွက်လေ့ကျင့်ခန်းတွေလုပ်နေရှိပြီးတော့တပတ်မှာတော့ဂျေဆောင်းကအွန်ကျူရဲ့တံမြန်စိတ်ဝင်စားခြင်းခံရပြီးတော့အချစ်ဆိုတဲ့ခံစားချက်လေးတွေစတင်ပြီးတော့ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ အဲ့နောက်တကင်မှုက Guys Star ရဲ့အကြောင်းကိုတင်ဆက်နေတဲ့ TV show တစ်ခုမှာနောက်ထပ်အပိုလို့တစ်ခုကိုရခဲ့ပါတယ်။သူကဂိုင်းကောင်းဆောင်အမျိုးသမီးရဲ့တက်တော်ဆောင်ဖြစ်ပါဝင်ပြီးတော့တယောက်ဆောင်မှာဖြစ်ပါတယ်။ဂိမ်းကဒီပိုင်းမှာတော့အလွန်ပြည်ပြင်းနေပြီးတော့ကောင်းဆောင်ကိုလှုပ်ကြမဲ့လူတွေလက်ထဲကကယ်ရတဲ့တက်ခမ်းပုတ်ခမ်းနေမှာလေကိုခမ်းပညာစကီးတွေကိုပြသနိုင်ခဲ့တာကြောင့် Driver အဖွဲ့တွေကလည်းအံ့ဩနေပါတယ်။အဲ Driver ကသူ့ကိုဂိုင်းကောင်းဆောင်ရဲ့ညာလယုံအဖြစ် room မြင်ပေးလိုက်ပြီးတော့အမှုပညာကြီးလေးပို့ပြီးတော့ရလာခဲ့ပါတယ်။ ရင်းဝေးရတေယုတ်ဆောင်ချက်တွေကတကယ်ကိုအပြစ်မှဖြစ်နေတဲ့အတိုင်းတေယုတ်ပါလို့နာကြောင်းပြည်သက်တွေရအားပေးမှုကလည်းများလာခဲ့ပါတယ်။အဲသူစားတော့ဆိုင်အောင်ပြန်ရောက်လာတဲ့အချိန်မှာလည်းအရက်သေးကသတိထားမိလာကြပြီးတော့ရီနာကလည်းရင်းဝေးကိုတိုးတက်မဲ့လမ်းမြင်တော့သူ့ရဲ့အေဂျင့်လုံမယ်လို့ပြောပါတယ်။အသူရဲ့တေယုတ်ဆောင်နေမေကလည်းတကယ်ကိုနာမည်ကြီးလာခဲ့ပါပြီ။ဒရိုက်တာတွေကရင်းဝေးကိုပြည်သက်ကသဘောကျနေမှန်းသိလာတော့သူ့ကိုရိုးတစ်ခုထပ်ပြီးတော့ညှိမိပါတယ်။ဇန်ညွန်းရေးဆရာကဇန်ညွန်းကိုပြင်ပေးပြီးတော့ရင်းဝေးကဂိုင်းကောင်းဆောင်အမျိုးသမီးနဲ့ချစ်သူဘွားကိုရောက်တဲ့အထိဇလန်းသွားကိုပြောင်းလိုက်ကြပါတယ်။ ဒါကိုအဓိကဇက်ဆောင်ဂိုင်းချိုးဖြစ်တဲ့မင်းသားမကြည့်နဲ့ပါဘူးအမရင်ဦးကိုမနာလိုစိတ်ဖြစ်လာခဲ့ပြီးတော့ရင်ဦးတီးရမယ်ခံမှာဇက်လိုက်နဲ့ fighting ပလိရမှာဖြစ်ပါတယ်အဲဇက်လိုက်ကရိုက်တဲ့ထုပ်ကိုအတုသုံးရမယ်စာအစစ်ကိုသုံးခဲ့တယ်လို့လူကိုမတိအောင်ရိုက်ရမယ်စာတမင်ချိန်ရွယ်ပြီးတော့ရိုက်ချလိုက်ပါတယ်အဲဒါကလည်းဇက်ဝင်ကန်းကိုတေးဥပို့ပြီးတော့ပေါ်လွင်စီခဲ့ကရင်ဦးကိုပို့ပြီးတော့နာမည်ကြီးအောင်လှုပ်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်အဲဒီတော့ driver ကယင်ဦးကိုပေးပြီးတော့မသေးတော့မင်းနဲ့ဇညွန့်ကိုပြောင်းစီပြီးတော့သူ့ကိုနောက်ထပ်အခန်းမှာပါဂိုင်းကောင်းတော်ဖြစ်ထပ်ပြီးတော့ရိုက်မယ်လို့ဆုံးဖြတ်လိုက်ကြပါပြီ အဲတညမှာတော့ဂျေဆောင်းကရင်းဥအိမ်မှာရှိနေစဉ်ဖုန်းတွေကအချက်ပေးတန်နေမိလာပါတယ်ဂျေဆောင်းကလည်းအကြောင်းသိအောင်လို့ဖုန်းကိုကောက်ပြီးတော့ဖြေးပါတယ်တပတ်ကလူကအွန်ကျူးကိုအပြက်ရှင်းခိုင်းတဲ့ကိစ္စကဘာလို့မပြီးသေးရလဲဆိုပြီးတော့အပြစ်တင်ပါတယ်အဲနောက်တော့သူ့ကိုလာတွေ့ဖို့ခေါ်ပါတယ်ဂျေဆောင်းကလည်းလာတွေ့မယ်လို့သဘောတူလိုက်ပြီးတော့သူတို့ချင်းတဲ့စီကိုသွားပါတယ်အဲသူမမမမိအောင်လို့မက်စ်နဲ့နေကာမျက်မှန်အောင်အသုံးပြုခဲ့ပါတယ်လူတွေကတော့အွန်ကျူးရဲ့ကုမ္ပဏီအဟောင်းကလူတွေဖြစ်ပြီးတော့သူတို့ကအွန်ကျူးဘာလို့အသက်ရှင်နေသေးရလဲဆိုပြီးတော့မေးပါတယ်အဲဒီတော့မှရင်ဦးကရင်မဟုတ်ပေနဲ့ဂျေဆောင်းလူသက်သမားဖြစ်ကြောင်းဂျေဆောင်းကသဘောပေါက်သွားတာပါ ဂျေဆောင်ကခက်တီတီပဲအပိုးထဆောင်ငွေကို ATM ကိုကောက်ထည့်လာပြီးတော့သူမကြခင်မှာအွန်ကျူကိုအပြက်ရှင်းမိမိအကြောင်းပြောပြီးတော့ကုမ္ပဏီကတတိယကလည်းဂျေဆောင်ရဲ့အပြုမူကိုတန်တရားရှိသွားပြီးတော့သူ့ရဲ့လူတွေကိုနောက်ရောင်ခံလိုက်ခိုင်းခဲ့ပါတယ်။ဂျေဆောင်ကယင်ဦးကိုလမ်းတနေရာမှာတွေ့ပြီးတော့အဖြစ်မှန်ကိုပြောပြချင်နေပါတယ်။ဒါမဲ့ယင်ဦးကအတိတ်ကိုသတိမရသေးတာကြောင့်သူ့အနေနဲ့ခက်တီတီပဲဒီတိုင်းလေးမျောနေဖို့အဆုံးဖြတ်လိုက်ပါတယ်။ ရင်ဦးကရေးစားတစ်ခါမှမထားဘူးတော့ဇလန်းနေကအနန်းကန်းတွင်အတော်လေးကိုတိုင်ပတ်နေပါတယ်ဒီအတွက်သူကရီနာနဲ့တိုင်ပင်ပြီးတော့အနန်းကိုဘယ်လိုမျိုးချူရမလဲဆိုပြီးတော့အကူအညီတောင်းပါတယ်သူတို့ယောက်ရဲ့အနန်းနေကတကယ်လက်တွေ့ခံစားနေရတဲ့အချက်ကိုလှုံ့နှိုးလိုက်တယ်လို့ဖြစ်သွားပြီးတော့အဲဒီနန်းနေကြောင့်ပဲရင်မှုလည်းပဲဂန်းကောင်းဆောင်မျိုးသမီးနဲ့နန်းနေရဲ့အပိုင်းမှာရှူ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 ဖြစ်သွားခဲ့ပါတယ်ဒရိုက်တာကရင်မှုရဲ့တေးဥဆောင်ချက်တွေကိုအလွန်သဘောကျသွားပြီးတော့နောက်ထပ်စကားတွေဇက်တိုက်ရိုက်မယ်လို့ကတိပေးခဲ့ပါတယ်အဲဒီဥဆောင်ကြီးအများကြီးရလာတဲ့ရင်မှုကရီနာတို့တာမီနောင်းနဲ့အတူတူအပန်းပြေကြီးထွက်ဖို့အတွက်စီစဉ်ပါတယ် အဲ့နောက်တခုသောကြာသာပရိနိမှာအွန်ကျူဟာထုံးစံတိုင်းအထုပ်ကိုဆွဲပြီးတော့လမ်းမချက်မှာတယောက်ကိုစောင့်နေပါတယ်။အဲ့အချိန်ဂျေဆောင်ရောက်လာခဲ့ပြီးတော့တကယ့်အမှန်တရားကိုပြောပြလိုက်ပါတယ်။အဲ့ပြီးတော့သူမစောင့်နေတဲ့သူကလာမမဟုတ်ကြောင်းအဲ့သူမကိုကာွယ်ပေးဖို့အတွက်ရဲတပ်ဖွဲ့ကခိုင်းစီထားကြောင်းတဖြင့်တော်ကီနဲ့ချုပ်လိုက်ပါတယ်။သူတို့ကကျဉ်းနေနာပွေးဖက်လိုက်ပြီးတော့ဂျေဆောင်ရဲ့အနောက်ကိုနောက်ရောက်ခံလိုက်နေတဲ့လူတွေကအဲ့ဒီအဖြစ်ကိုဓာတ်ပုံရယူလိုက်ပါတယ်။အဲ့တော့တီသွားတဲ့တတိကဂျေဆောင်နဲ့အွန်ကျူတို့နှစ်ယောက်စလုံးကိုရှင်းပြဖို့လူသက်သမားထပ်ပြီးတော့ငှားပါတယ်။ညနေခင်းရောက်လာတဲ့အချိန်မှာတော့မိုးကစတင်ပြီးတော့ရွာလာပါပြီ။ရီနာကားကိုရက်လိုက်ပါတယ်။ အိမ်မြာကအွန်ကျူတယောက်ကိုထွက်ပြီးတော့စောင့်နေတဲ့နေရာဖြစ်ပါရီအဲ့ဒီအချိန်အွန်ကျူရဲ့လက်ဆွဲခီးဆောင်တက်တောင်မြင်ပြီးတော့ရင်ဦးကလည်းအတိတ်ကအကြောင်းတွေကိုတဖြည်းဖြည်းနဲ့မှတ်မိလာပါရီဒီခဏကျတော့သူကမှတ်ညံအားလုံးပြန်ရသွားပြီးတော့ရီနာတို့နှုတ်ဆက်ကသူ့ရဲ့အခန်းဟောင်းကိုပြန်လာခဲ့ပါရီအဲ့ဒီမှာသူထားရှိခဲ့တဲ့ဖုန်းတွေမှာ message တွေမြောင်များစွာရောက်နေပြီးတော့အွန်ကျူနဲ့ပတ်သက်တဲ့အကြောင်းမှာတော့သူမရောအကူအညီပေးနေတဲ့လူကရေချိုးကန်းထဲမှာစုံခဲ့တဲ့ဂျေဆောင်းဖြစ်ကြောင်းသဘောပေါက်သွားပါရီသူက CCTV မှတ်တမ်းတွေကိုကြည့်လိုက်တော့ဂျေဆောင်းကအွန်ကျူကိုခေါ်သွားတဲ့အဖြစ်ကိုမြင်လိုက်ပါရီ ကင်ဦးကအဝေးစားကိုအမြန်လဲပြီးတော့သူ့နောက်ကိုအမြန်လိုက်လာပါတယ်ဂျေဆောင်နဲ့အွန်ကျူးကတော့သူရင်ငါးထားတဲ့အခန်းမှာရှိနေပြီးတော့ရင်ဦးကသူ့ကိုဒီလိုလောက်အောင်မလားဆိုပြီးတော့ဂျေဆောင်ကိုရန်ရှာဖို့ကြိုးစားပါတယ်အဲဒီနောက်တော့မှသူလည်းပဲအဖြစ်ကိုနားလဲပြီးတော့သူတကယ်ကြီးစားလူသက်သမားမဟုတ်ကြောင်းလူသက်ဖို့ငှားရမ်းလာသူတွေကိုသူကလူသက်မှုအတုတွေဖန်တီးပြီးတော့ငွေကြေးလိမ်လည်ယူတဲ့သူဖြစ်ကြောင်းရှင်းပြပြီးတော့သူ့ရဲ့တကယ်အလုပ်ကသူလုံးကြံမဲ့လူတွေကို ID အတုတွေလုတ်ပြီးကတခြားတနေရာမှာပြောင်းရွှေ့အခြေချနိုင်အောင်လို့ကူညီပေးခြင်းဖြစ်ကြောင်းရှင်းပြပါတယ် ရင်ဦးကလက်ရှိဂျင်နီမှာလေအဲ့ဒီအပေါ်ကလုတ်ခဲ့နီးလန်းတွေကိုသုံးပြီးတော့သူတို့အားလုံးလွတ်မြောက်အောင်လုပ်ရမယ်လို့ပြောပါတယ်။အဲသူကအုံကျူးကိုဒီနိုင်ငံကနေထွက်သွားဖို့ပြောတော့အုံကျူးကဂျေဆောင်းပေါ်မှာသွားမယ်လို့ပြောပါတယ်။အဲရင်ဦးကသူတို့အပြည့်ရှင်းမှုစူးစမ်းနေတဲ့လူတွေစီကိုဖုန်းနဲ့ဆက်သွယ်ပြီးပြီးတော့တွေ့နေကြအစာအုပ်ပြက်ကြီးစီကိုချိန်ဆလိုက်ပြီးတော့အဲ့ဒီမှာသူတို့၃ယောက်စလုံးတည်သွားတဲ့သဘောမျိုးတက်ရအောင်လို့လုပ်ပြဖို့ကြံစီပါတယ်။အဲ့ချိန်မှာတက်စကန်ထားတာကတော့ရီနာပါ။သူမကိုရင်ဦးကရုတ်တရက်နှုတ်ဆက်သွားလို့ဝမ်းနေနေပါတယ်။ သူတို့ခြေကိုဒီလောက်နဲ့အဆုံးသက်ရတော့မယ်ဆိုပြီးတော့သူမှခံစားနေရပြီးတော့အဲ့နောက်မှာတော့မခံမရက်နိုင်တာနဲ့ရင်ဦးရဲ့နောက်ကိုနောက်ရောက်ခံပြီးတော့လိုက်လာခဲ့တာပါအစာအုပ်ပြတဲ့မှာတော့ရင်ဦးတို့အဖွဲ့ကိုအားလုံးကတပ်ဖို့ကြိုးစားကြပါရီဂျေဆောင်ကအွန်ကျူကိုဓာတ်နဲ့ထိုးမလို့ဟန်ပြင်းနေပြီးတော့နေရန်အတုနောက်ကိုအွန်ကျူကိုတွန်းကဓာတ်တုနဲ့ထိုးပြီးတော့သွေးတူတွေထွက်အောင်စီမံလိုက်ပါရီအဲ့ဒီအချိန်ရင်ဦးကဝင်လာပြီးတော့သူတို့ငားထားတဲ့ဂျေးစားတွေကတယောက်ဖြစ်ဟန်ဆောင်ကသူကဂျေဆောင်ကိုရှေ့မှုလုပ်ပါရီအဲ့သူနဲ့ဂျေဆောင်တို့ပြပြပြမြင်း fighting ပလေးကြရင်ဓာတ်အတုတွေသွေးတူတွေနဲ့ တပတ်လူတွေကိုယုံကြည်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။ဒါမဲ့ဒီအကြောင်းတွေကိုဘာမှမသိသေးတဲ့ရီနာကကြားထဲဝင်လာတော့ရင်းဦးကလည်းအကြက်ရိုက်သွားပြီးတော့သူ့မောက်ကိုမသိချင်အောင်ဆောင်ကဒီနေရာကနေပြီးတော့သွားဖို့တုံ့ထုတ်ပါတယ်။ရီနာတစ်စိမ့်ချိုးအချိုးခံလိုက်ရလို့စိတ်ဆိုးသွားပြီးတော့ဂျေဆောင်ကလည်းသူ့ကိုမပြီးပြတ်သေးတဲ့အပိုင်းကိုဆက်ပြီးတော့တရုပ်ဆောင်ပါတယ်။သူကဓာတုနဲ့ပြေးထိုးတော့ရင်းဦးကရီနာကိုကာကွယ်ပေးဟန်ဆောင်လိုက်ပြီးတော့သူတို့တောင်ရောက်လုံထွင်းနေတဲ့အချိန်မှာအွန်ကျူဟာလှုပ်ဝက်ခလုတ်ကိုနှိပ်လိုက်ပါတယ်။အဲဒီခါမှာကိုနေနာကြီးတို့ကသူတို့ဘော်တက်တက်ကြာသွားပြီးတော့ကိုနေနာအောက်ကနေပြီးတော့သွေးတွေကအပြင်ကိုစီးထွက်လာပါတယ်။ အဲတကယ်တော့ကိုနေနာကတပတ်ကဖွင့်ထားဖြစ်ပြီးတော့ထွက်လာတဲ့သူတွေကလည်းရင်းဥစီစဉ်ထားတဲ့သွေးတူတွေပဲဖြစ်ပါရည်ကုမ္ပဏီကလူတွေကလည်းကိစ္စရရှင်းသွားပြီလို့ယူဆပြီးတော့အဲ့နေရာကနေပြီးတော့အ мян ထွက်သွားကြပါရည်ရင်းဥဂျေဆောင်းနဲ့အွန်ကျူတို့ကအခုမှတပြင်းချနိုင်ပြီးတော့အချိန်ကြီးပွေးဖက်လိုက်ကြပါရည်ပြီးတော့ဂျေဆောင်းနဲ့အွန်ကျူကအနန်းနေဖလေလိုက်ကြပြီးတော့အဲ့ဒီအချိန်ရီနာကရင်းဥကိုစိတ်ဆိုးပြီးတော့ထွက်သွားပါရည်ရင်းဥကလည်းအထင်လွဲနေတဲ့ချစ်သူနောက်ကိုအ мян လိုက်သွားပြီးတော့တောင်းပန်ပေမယ့်သူမကစိတ်ဆိုးတော့မပြေပါဘူးရီနာကရင်းဥကိုသူရိုက်ကွင်းရှိတဲ့ကလေးကစားကွင်းရှိတဲ့နေရာကိုလိုက်ပို့ပါရည် ဇလန်ကလည်းတိုက်တိုက်ဆန်ဆိုင်ရင်ဦးနဲ့ဂိုင်းကောင်းဆောင်တို့လမ်းခွဲအခန်းဖြစ်နေပါရီ။ဒါမဲ့ရင်ဦးကဒီခါမှဇန်ညိုနိုင်ပြုံးမဆောင်တော့ပင်လေသူကအရင်ဘဝဟောင်းဆုံးပြစ်ပြီးတော့သူတကယ်ချိရိုက်လူနဲ့တသက်လုံးနေတော့မယ်အကြောင်းရီနာကိုယဉ်ညွန်းပြီးတော့ပြောချလိုက်ပါရီ။အဲဒရိုက်တာကသူခိုင်းတဲ့အတိုင်းလောက်တာမဟုတ်တော့လေပဲရင်ဦးရဲ့တရုပ်ဆောင်ချက်ကိုပို့ပြီးတော့သဘောကျသွားပါရီ။ရီနာကလည်းရင်ဦးကိုစိတ်ကောက်ပြေးသွားတယ်လို့ဒရိုက်တာကလည်းဒီတိုင်းပဲဇက်အင်ကိုအတီးယူလိုက်ပါရီ။အဲ့နောက်ယင်ဦးကစားတော့ဆိုင်မှာသူတက်နိုင်တာကိုလုပ်ပေးနေပါ ರೀ ။သူကဒီမီသားစုဝင်တယောက်ကိုဖြစ်နေပါပြီ သူကတေးဥဆောင်ဘက်ကိုလည်းပြီးပြီးပြင်းပြင်းတေးဥဆောင်နေနေလက်ကြံဘွားတွေကိုလည်းပျော်ရွှင်စွာဖျက်တမ်းနိုင်မှုအာမခံချက်ရာသွားခဲ့ပြီပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အဲဇလန်လေးကလည်းဒီမာရီမဲ့ပြီးဆုံးသွားခဲ့ပါပြီခင်ဗျ။အဆုံးထိအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်များမှလည်းရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ series for you YouTube channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ။အားပေးကြတဲ့ပရိသတ်များလည်းပဲစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံတော့မူကြပါစေလို့ CD4 ရဲ့ဝိုင်းတော်သားများကစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးပဲကျေးဇူးအထူးတင်ရှိပါရခင်ဗျာ